မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကျင်တဲ့အကြောင်းအရာကတော့အတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း450လောက်ကပေါ့နော်ဟုတ်ကဲ့အဲ့တုန်းကရှေ့ခေတ်အီဂျစ်လူမျိုးတွေလေအမ်ခေတ်မီစကီယာတွေဘာမှမရှိသေးပဲနဲ့အခုထိတောင်အန်အောရတဲ့ပီရမစ်ကြီးတွေကိုဘယ်လိုများတိစောက်ခဲ့ကြလဲဆိုတော့ကိုအသေးစိတ်လေးလေ့လာကြည့်ကြမှာပါဟုတ်ပါတယ်အထူးသဖြင့်ဂီဇာပီရမစ်ကြီး Great Pyramid of Giza ပေါ့နော်သူရဲ့ engineer နီးပညာတွေကတကယ်ကိုအန်အောစရာပါအင်း အဲ့ဒါကိုအဓိကထားပြီးပြောကြမယ်အဲ့ဒီခေတ်က engineer တွေဂျုံခဲ့ရတဲ့စိန်ခေါ်မှုတွေကပါတယ်လေပြီးတော့အဲ့ဒါတွေကိုဘလုံးညံ့နဲ့ဖြစ်ရှင်းခဲ့ကြတယ်လေဆိုတာကိုနားလည်ဖို့ပါပဲอืมอืมအဲ့ဒီ bio တွေမှာမှာစိတ်ဝင်စားစရာဖြစ်ဖြစ်လေးတကူပါတယ်လို့ဆိုတော့ဟို pyramid အတွင်းထဲကိုစိတ်ရုပ်လေးလွတ်တဲ့ကိစ္စလေးအာဟုတ်အဲ့ဒါကပေလီယာ80မြင့်တဲ့ pyramid အတွင်းထဲမှာ short ဟွက်လမ်းကြောင်းလေးတစ်ခုချီတယ်ပေါ့အဲ့ဒါကိုစူးစမ်းဖို့ကင်မရာလေးတက်ထားတဲ့စိတ်ရုပ်လွတ်တာ ဆိုတော့အဲ့ဒီစိတ်ယုတ်ကဘာတွေ့လဲ။ तू ကလမ်းဆုံးမှာကြောက်ပြားတစ်ချက်နဲ့ပိတ်နေတာတွေ့တယ်လေ။အဲ့ဒီကြောက်ပြားနောက်ွယ်မှာဘာရှိမလဲဆိုတော့တီးကျင်တော့ကြောက်ပြားကိုဖောက်ကြည့်ကြတယ်ဆိုပြီးပြောတယ်။ဟမ်ဟုတ်လား။ဘာတွေ့လဲဆိုတာကော။အဲ့ဒါကတော့နက်၄၅လောက်အတွင်းဘသူမှမမြင်ဘူးတဲ့မြင်ကွင်းဆိုပြီးတော့ဗီဒီယိုထဲမှာအရေးအမြစ်ပေးထားတယ်။ဒီအကြောင်းကိုတော့ကျွန်တော်တို့ဆွေးနွေးမှုအဆုံးပိုင်းမှာပြသကြတာပေါ့။ ကောင်းပါပြီအခုလောလောဆယ်တော့ပီရမစ်ကြီးလေအကြောင်းတို့ဘလောက်ကြီးလဲဘလောက်လေးလဲအဲ့ဒီအေရာမှာအဆောက်အုံကြီးတော့ဘလောက်စီမံခဲ့လဲဆိုတာလေအရင်စလိုက်ကြအောင်အကြီးဆုံးကတော့ဂီဇာကဖာရောဘူးရင်ခူဖူအတော်စောက်ခဲ့တဲ့ပီရမစ်ကြီးပေါ့ The Great Pyramid လို့ခေါ်တာပေါ့လေသူရဲ့အမြင့်က P 480ကျော်ဆိုတော့အထက်ဘလောက်လောက်ရှိမလဲอืมခစ်တီအဆောက်အုံနဲ့ဆိုရင်အထက်40 50လောက်ပေါ့ဒါမဲ့အဲ့ဒါကမူလအမြင့်အခုတော့ထိပ်ပန်းလေးနည်းနည်းပဲ့ကျတော့တော့နည်းနည်းနှိမ့်တော့ ဒါမှနပေါင်း4500လုံးလုံးမပြုတ်မလဲတီချင်းနေတာကတော့တကယ်အံ့ဩစရာပဲငလျင်နေမုန်တိုင်းနေကြတဲ့ကနေလေတကယ်မြုံနေစရာပဲပြီးတော့သူ့ရဲ့အောက်ခြေ area ကလည်းအခြေကြီး73အိတ်ကတောင်ကျဲတယ်73အိတ်ကမြင်အောင်ကြွေးရရင်ဘလောက်လောက်ရှိမလဲလိုလိုပြောရရင်ဘောလုံးကွင်းအကြီးကြီးကိုးကွင်းစာလောက်ကိုဆက်ထားတယ်လို့ပဲအကြီးကြီးပဲအလောက်ကျဲတဲ့နေရာမှာကြောက်တုံးကြီးဘလောက်တုံထားလဲခမ်းမန်းကြီးရတော့အနည်းဆုံးကြောက်တုံးကြီးပေါင်းနှစ်တက်တမာ၃တန်းလောက်တုံထားတယ်ဟာ နှစ်တသက်မှသုံးတန်းကြောက်တုံးတတုံးချင်းစီကတော့တမကြောက်တုံးနေတဲ့ပိုလေးမှာပေါ့နော်ဟုတ်ပါတယ်ပြမျှတတုံးကိုနှစ်တသက်မှ၅တန်းလောက်လီးပေမဲ့လေတချို့ကြောက်တုံးတွေအထူးသဖြင့်အတွင်းခန်းထမှာတုံးတဲ့ကြောက်တုံးကြီးတွေကတန်60ထိတောင်လေးတယ်တန်60အဲ့ဒါဘလောက်လေးလဲဆိုတာမြင်အောင်ပြောပြပါဦးတန်60ဆိုတာအခုခေတ်ကုန်တင်ကုန်တင်တာအကြီးကြီးဖြစ်နှလုံးနီးပါးအလေးချိန်ရှိတယ်မခင်နိုင်တလောက်ပဲဒါဆိုပီရာမစ်ကြီးတစ်ခုလုံးကအလေးချိန်ကဘလောက်ရှိသွားပြီလဲတစ်ခုလုံးကတော့ တန်ခင်6တန်းလောက်ရှိမယ်လို့တွေ့ထားရတယ်။အဲ့ဒါကိုရှင်းပြရင်အခုကဘာမြင်းဆုံးအဆောက်အဦဒူဘိုင်းကဘတ်ဂျ်ကာလီဖာမလား။ဟာဘတ်ဂျ်ကာလီဖာ။အဲ့ဒီဘတ်ဂျ်ကာလီဖာအလုံးစနှလုံးရဲ့အလေးချိန်နဲ့ညီမျှတယ်လို့ဆိုရတယ်။မယုံနိုင်စရာပဲ။ဘတ်ဂျ်ကာလီဖာစနှလုံးစာအလေးချိန်ကိုလွန်ခဲ့တဲ့နှစ်လေးပါးညဖားမှာမှာပါစစ်ကရိယာမှာမရှိပဲစောက်ခဲ့ကြရတယ်ဗော။ဂရင်းမရှိ၊လေဆာမရှိ၊ကွန်ပျူတာမရှိပဲနဲ့။ဟုတ်တယ်။အဲ့ဒါကြောင့်ပဲဒါကတကယ့်အင်ဂျင်နီယာပခေလီဖြစ်နေတာဗော။ ဆိုတော့သူတို့ယင်ဖန်ခဲ့ရတဲ့အဓိကစင်ခေါ်မှုကနေသူတို့ရဲ့ဖြစ်ရှင်းနည်းရီကိုတကူးချင်းစီကြည့်ကြရအောင်ပထမဆုံးကဘာလဲဟင်အရပင်တာချိန်တာလားဟုတ်ပါတယ်ဒါကအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအချက်ပဲပရမီယာနေရလက်ဖက်ကလေမြောက်တောင်အရှိအနောက်အရက်မြန်နာတွေနဲ့အန်အောဆရာကောင်းလောင်းအောင်တိတိကျကျမျက်နာမှုနေတယ်ဒီနေ့ခေတ်တလိုင်းအိမ်မြောင်းလိုကိရိယာမျိုးမရှိပဲဘလို့တိကျအောင်လုပ်ခဲ့ကြတာလဲသူတေးသေးတဲ့အဓိပ္ပာယ်ယုံကြည်ကြတာကတော့သူတို့ညဘက်ကောင်းငင်ကကျယ်တွေကိုအကူခဲတယ်ဆိုတာပဲ postas တို့ကိုရဲကဘာဝီယိုစွန်းတွေကိုညွန့်ပြနေတဲ့ကြဲတွေကိုတေချာစောင့်ကြည့်မှတ်သားခဲ့ကြတယ်။ကြဲတွေကိုကြည့်ပြီးမှတ်တယ်ဆိုတာကတော့ဟုတ်ပါပြီ။ဒါပေမဲ့ဒီလောက်လီမီတာအနည်းငယ်ပဲလွဲတဲ့အထိတိကျဖို့ကဟုတ်တယ်။သူတို့ကရိုးရှင်းတဲ့ကိရိယာတွေပဲသုံးခဲ့တာ။ဥပမာတုတ်ချောင်းတွေကျိုးတွေသုံးပြီးမြေကြီးပေါ်မှာ အမတ်ရားတွေလုပ်ထောင်းတွေတွက်ချစ်ပြီးအရက်မျက်နှာတွေကိုတတ်မှတ်ခဲ့ရတာ။အချင်းယူရတယ်၊စိတ်ရှည်ရတယ်၊စနစ်ကြရတယ်။ ဒါကသူတို့ရဲ့နှက်ခတ်ပြတာအသိပညာကိုလက်တွေ့အသုံးချနိုင်တာကိုပြတာပဲ။အော်ရိုရှင်မီမဲ့တိကျမှုကိုရအောင်လုပ်နိုင်ခဲ့တာပေါ့။ကဲအရင်မျက်နာတိကျမီနာကဆင်ကအဲ့ဒီကဆဲဧကကြီးရဲ့မြေကြီးကိုညီအောင်လုပ်ရမယ်။ဒါလည်းရေးကြီးမှာပဲ။နီးနေလဲမညီရင်အပေါ်ကကြောက်တုံးနဲ့တန်းတန်းရဲ့လှဲ့ရှင်ကဒုက္ခပေးနိုင်တယ်။အတိအကျပဲ။မြေပြင်မညီရင်ပိရမစ်ကြီးတည်ငြိမ်မှာမဟုတ်ဘူး။ဒီတဆဲဧကကိုလုံးဝညီနေအောင်လုပ်ဖို့က တကယ်ကိုအလောက်ကြီးပဲသူတို့ဘလို့လုပ်ခဲ့ကြရတယ်လဲခံမှန်းချက်တွေရှိလားရှိပါတယ်တခုကရေကိုတုံးတဲ့နီးပေါ့ဒီဆော့မစ်နေရာပတ်ပတ်လင်မှာမြောင်းတဲ့တူပြီးတော့ရေဖြည့်လိုက်တယ်ရေဖြည့်တယ်ဟုတ်လားဟုတ်ရေမျက်နှာပြင်ကအမြင်နဲ့ညင်နေတယ်လေအဲ့ဒီတဘောတရားကိုတုံးပြီးနေရာအနှံ့ကမြေပြင်အမြင့်တွေကိုတိုင်းတာမြင့်နေတဲ့ကြောက်တုံးအဖုအထက်တွေကိုဆော့တော့တူတော့နဲ့ထွင်းဖယ်ပြီးညီအောင် လုပ်ခဲ့ကြတယ်လို့ယူဆကြတယ် အော်ရေမျက်နှာပြင်ကို level အဖြစ်သုံးတာဒါတော်ရောသဘောကျတယ်ဒါပေမဲ့73အေကလုံးဆိုတော့အချိန်တော့အယံကုန်မှာပဲတခြားနည်းရောရှိနိုင်နေလားနောက်တစ်နည်းကပိုရိုးရှင်းတဲ့ကိရိယာသုံးတာ A ပုံစံပေတံကိရိယာ A frame level လို့ခေါ်တယ်တက်တာချောင်းနှချောင်းကို A ပုံစံချိန်အလဲမှာကန့်လန့်တန်းတစ်ချောင်းခံထားတယ် A ပုံစံလေးပေါ့ဟုတ်အဲ့ဒီချိန်ဆုံးကနေဂျိုးတစ်ချောင်းနဲ့အလဲတစ်ခု plumb bob လို့ခေါ်တယ်ကြောက်တုံးဒါမှမဟုတ်တူတုံးလေးဆွဲချထားတာ ေရဲ့အောက်ခြေနှစ်ဖက်ကိုမြေပေါ်ချလိုက်။อืมအဲ့ဒီအခါအလဲကကြိုးလေးကကန့်လန့်တန်းပေါ်ကအမှတ်အတောင်းနဲ့တက်တက်ကျနေပြီးအောက်ကအလေးလုံးကမြေကိုထိနေပြီဆိုရင်အဲ့ဒီအေးရဲ့ခြေတော်နှစ်ခုချထားတဲ့နေရာကအမြင့်တူညီနေပြီပေါ့။ဩဒါဆိုနေရာအနှံ့ကိုအဲ့ဒါလေးနဲ့လိုက်တိုင်းပြီးညီအောင်ညှိသွားတာပေါ့။ဟုတ်ပါဒီလိုရိုးရှင်းတဲ့ကိရိယာလေးနဲ့ဒီလောက်အေရီယာကြဲကြီးကိုညီအောင်လုပ်နိုင်ခဲ့လားတကယ်အန်အော့ဖ်ကိုကောင်းတယ်။သူတို့ရဲ့လက်တွေ့ကြမှုနဲ့တိကျမှုကိုပြတာပဲ။ တကယ်လက်တွေ့ကြတဲ့ဖြည့်ရှင်းနည်းတွေပဲကဲမင်းနေရာလဲညီဒီကြောက်တုံးတယ်လို့ပြီးပီရမစ်အတွက်အဓိကတုံးတဲ့ကြောက်ကဘာမျိုးစားလဲအဓိကတော့ထုံးကြောက် limestone ပါ granite လောက်မှမှာပဲမဲ့လူလက်နဲ့ဖြတ်ဖို့တော့မလွယ်ဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဒီခေတ်ကတန်တောင်တိုက်မတုံးသေးဘူးဆိုတော့ပိုခက်မှာပေါ့သူတို့ဘာနဲ့ဖြတ်လဲသူတို့တုံးနာကကျင်းညီကိုအခြေခံတဲ့ကိရိယာတွေဒါပေမဲ့ပြဿနာကကျင်းညီထက်သက်ကပျော့လေလीကြောက်တုံးကိုဖြတ်ဖို့မမှားဘူး အဲ့ဒါဆိုဘယ်လိုလုပ်လဲသူတို့ကကျေးနေတယ်ကိုအာဆင်နစ်နည်းနည်းရောလိုက်တယ်အဲ့ဒီအကပိုမာတဲ့တက်တူဆ bronze alloy လိုမျိုးဖြစ်လာတယ်အဲ့ဒါနဲ့စောက်ထီလုပ်ပြီးတုံးကြတာအောက်တေပေါ့အဲ့ဒါနဲ့ဘလိုဖြတ်တော့ပုံဖော်လဲတန်ကန်းစဲတုံးကြီးတွေကိုလဲအဲ့ဒီစောက်တွေကိုတက်သားတူအကြီးတွေနဲ့ထူရတာပေါ့နိုင်ပေါင်းများစွာရပောင်းများစွာထူးပြီးကြောက်တုံးရဲ့ဘေးသားတွေကိုနည်းနည်းချင်းထွင်းဖယ်ပုံဖော်ရတာအချိန်ညံပေးရမှာပဲဟုတ်တယ် လိုချင်တဲ့မြင်းကြောင်းတွေဆွဲအဲ့ဒီတိုင်စောင့်နေဒူနဲ့ထူးစစ်ပြီးလေးထောင်ပုံစံတွေဖျောက်လုတ်ခဲ့ကြတာတကယ်ကိုလိုအားနဲ့စိတ်ရှည်မှုလိုတဲ့အလုံးပါကဲကျောက်တုံးနေလိုတယ်လို့ရပြီဆိုကြပါစို့နောက်ပြဿနာအကြီးကြီးတစ်ခုကအဲ့ဒီတန်ချိန်အများကြီးလေးရဲ့ကျောက်တုံးတွေကိုဘလို့ရွှေ့ကြမလဲကျောက်ထုတ်တဲ့နေရာကလည်းဝေးတယ်ဆိုလို့ဟုတ်ပါတယ်အရေးထွေးကောင်းတဲ့ထုံးကျောက်အများစုက9 minute တစ်ဖက်ကန်ကတူရာဆိုတဲ့နေရာကလာတာ ဂီဇာအထိဆိုရင်ကီလိုမီတာ950လောက်ဝေးတယ်။နေရများစကီလိုမီတာကုန်းလန်းကနေတန်ကောင်းဆွေတုံးကြီးကိုတဲဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။လှေးတွေနွားတွေနဲ့လည်းမရလောက်ဘူး။ဟုတ်တယ်။အဲကြောင့်သူတို့က9မိနစ်ကိုအတုံးချခဲ့ကြတာ။ဟောမြေကြောင်အတိုင်းပေါ့။အင်းတင်ဘောကြီးတွေဖောင်ကြီးတွေနဲ့တဲခဲ့ကြတာ။အထူးသဖြင့်မြေကြီးပြည့်တဲ့ချင်းကိုစောင့်တည်တီဆောင်ရဲ့နေရာနဲ့အနည်းဆုံးနေရာထိရောက်အောင်တဲခဲ့တယ်လို့ယူဆကြတယ်။ဒါကတော့လက်တွေ့ကြပါတယ်။ ဒါပေမဲ့တန်ငါးရှစ်တုံးကြီးကိုတင်ပေါ်ပေါ်တင်တာခြောက်လာကတော့ဒါလည်းလူဘလောက်လို့မလဲမသိဘူးအဲ့ဒါကလည်းတကယ့်စစ်စင်ရေးကြီးလို့ပဲကျွမ်းကျင်သူတွေကခံမန်းတာတော့ကြောက်တုံးကြီးတုံးကိုကန်းကနေတင်ပေါ်ပေါ်တင်ပေါ်ပေါ်ကနေကန်းကိုပြန်ရွှေဟိုအနည်းဆုံးလူ900လောက်တကန်နဲ့လိုနိုင်တယ်တဲ့လူ900ဟုတ်တယ်ကြိုးတွေထစ်တလီပါတယ်ရွှောတွေတုံးပြီးအလုံးညင်းညင်းညာချင်းကဲ့ဆွေရတွန်းရလောက်ရမှာပေါ့ဒါကသူတွေစုဖွဲ့မှုနဲ့စီမံခန့်ခွဲမှုကောင်းတာကိုပြတယ် ကဲကြောက်တုံနီဂီဇာကိုရောက်ပြီးမြေပြင်ပေါ်မှာဒါပေမဲ့ပိရမစ်ကဘယ်လျောက်80မြင်တယ်အဲ့ဒီအမြင်ကြီးထီအောင်ဒီတန်90တုံးနီအပါဝင်ကြောက်နှစ်တသမစ်3တန်းလုံးကိုဘလို့တင်ကြမလဲ grain မရှိပဲနဲ့လीဒါကပိရမစ်တိဆောက်မှုမှာအငင်းပွားဆုံးတိအိုဒီအများဆုံးအပိုင်းပဲအများစုလက်ခံထားတာကတော့ရော့ဆောက်လန်ရမ်တီဆောက်ပြီးတုံးခဲ့တယ်ဆိုတာပဲရမ်တီတောင်ကုန်းအတက်လန်လို့မျောလားဟုတ် ပီရမစ်ကိုတဖြည်းဖြည်းမြောင်ဆောက်သွားရင်းနဲ့တပြိုင်တည်းမှာပဲပီရမစ်ဖေးပတ်လဲမှာမြေကြီးတည်ဒဲဒီအုတ်ချမ်းနေနဲ့အဲ့ဒီ ramp တီကိုပါတဖြည်းဖြည်းမြောင်လိုက်ဆောက်သွားတာဆိုတော့အဲ့ဒီလောဆောက်လန်းအတိုင်းကြောက်တုံးတွေကိုဆွဲတင်ကြတာပေါ့อืมလူရင်အားအများကြီးတုံးပြီးကျိုးတင်နေဆွဲတတာတုံလိမ့်တုံလီခံပြီးအပေါကိုတရွေ့ရွေ့ဆွဲတင်ကြရတာအဲ့ဒီ ramp ရဲ့ပုံစံပေါ်တော့အတိအကျတည်လားတစ်ဖက်တည်းကတက်တက်လားပတ်ပြီးတက်တာလားအဲ့ဒါကိုတော့အတိအကျမတည်သေးဘူး pyramid ရဲ့ base part တွေကတန်းတန်းတက်လွားတဲ့လမ်းရှည်ကြီးလား straight ramp ဒါမှမဟုတ် pyramid ကိုခရုပတ်ပုံပတ်ပြီးတက်လွားတဲ့လမ်းလား spiral ramp ဒါမှမဟုတ်အတွင်းထဲမှာလမ်းဖောက်ပြီးဇစ်ဇက်ပုံတက်တာလား internal ramp ဆိုပြီးအမျိုးမျိုးမှန်းဆကြတော့မယ်ဘလို့ပုံစံပဲဖြစ်ဖြစ်လူအင်အားနဲ့ဇွဲတော့အကုန်တုံးကမှတည်ကြရတယ်တကယ်ကိုမယုံလိုက်လို့တဲ့လူဆွားရပဲဟုတ်ပါကဲအပြင်ပိုင်းကြောက်တုံးနေတင်ပြီးပြီဆိုပါတော့ pyramid တွေကအထဲမှာ account page ကြီးပဲမဟုတ်ဘူးမလား အခန်းဒီလမ်းနေရှိတယ်နော်မှန်ပါတယ်အတွင်းမိုက်တီဆိုပုံးကလည်းရှုတ်ထွေးပြီးအံ့ဩစရာပဲဘီနဲ့အလောင်းတော်ထားတဲ့အခန်း King's Chamber မိဖုရားအခန်းလို့ပေါ်ရတဲ့အခန်း Queen's Chamber အဲ့ဒီအခန်းတွေကိုတွားတဲ့ရှောက်လန်းအရှိကြီး Grand Gallery ပြီးတော့ Living Little Pot လို့ယူဆရတဲ့လွင်ကောင်းငယ်လေးတွေ Shafts အများကြီးပါတယ်အတွင်းပိုင်းတည်ဆောင်မှုမှာတော့ဘာထူးခြားတာရှိသေးလဲထူးခြားတာကအတွင်းပိုင်း အထူးသဖြင့် King's Chamber လို့အရေးကြီးတဲ့အခန်းတွေမှာတုံးတဲ့ကြောက်မျိုးစားပဲဟုတ်ဘာကြောက်တုံးလဲသူတို့ Granite ကြောက်ကိုတုံးထားတယ်ထုံးကြောက်ထက်စားပေါင်းများစွာပိုမာတဲ့ကြောက်ပေါ့ Granite ကစိမ့်ပြီးကဘာပေါ်မှာဒုတိယအမဆုံးကြောက်ပဲ Granite အဲ့ဒီခေတ်မှာ Granite လို့ကြောက်မာကြီးကိုဘလို့ဖျက်တောက်ခဲ့ကြလဲအခုခေတ်ဆက်ကြီးတွေနဲ့တောင်ခက်တယ်ဆိုတာကိုအထူးသဖြင့်အဲ့ဒီဘီရင်ရဲ့ကြောက်ခေါင်းတလာ Sarcophagus လို့တိတ်တက်တဲ့ပုံတွေထွင်းတာလဲ ဟုတ်တယ်တကအကက်ပဟေးလီပဲသူတွေဒီတွေနှစ်ပေါင်းများစွာခေါင်းစားခဲ့ရတယ်နောက်ဆုံးတော့သူတို့ရဲ့လက်ရအမှန်အသားတွေကိုကြည့်ပြီးနီးဖင်ညာတစ်ခုကိုပြန်ဖော်ထုတ်နိုင်ခဲ့တယ်သူတို့ကသွားမပါတဲ့လွယ် toothless saw လို့ပြောလို့ရမယ်နီးကိုသုံးခဲ့တယ်သွားမပါတဲ့လွယ်ဟုတ်လားဘယ်လိုမျိုးလဲကျင်းနီဒါမှမဟုတ်တသားနဲ့လုတ်ထားတဲ့လွယ်ပြအကြီးပေါ့သွားမပါဘူး အဲ့ဒီလွေပြကိုလူတွေက granite တုံးပေါ်မှာတင်ပြီးရှေရိုးနောက်ဆုံးဆွဲရတယ်အဲ့ဒါနဲ့ဘလို့ပြန်မလဲလွားသွားမဲ့လမ်းကြောင်းတွေကိုတဲဒါမှမဟုတ်ပိုမတဲ့ကြောက်စရစ်မှုန့်တွေကိုရေနဲ့ရောဖြီလောင်းထည်ပေးရတယ်လွားပြားကအဲ့ဒီတဲမှုန့်တွေကိုဖြီးပြီးရှေ့နောက်ပွတ်တိုက်ပေးတော့တဲမှုန့်တွေက granite ကိုတဖြည်းဖြည်းစားသွားပြီးပြတ်ထွက်သွားစေတာအော်လွားပွတ်တိုက်ဖို့အားပေးတာတကယ်ဖြတ်တာကတဲမှုန့်တွေပေါ့ ်နားလည်မီဒါဆိုအချင်းဘလောက်တောင်ကြမလဲတတုံးကိုအင်မတန်အချင်းကုန်နေနီးပဲခမန်းကြတာကတော့ granite ကြောက်တုံးတတုံးကိုဒီနည်းနဲ့ဖြတ်ဖို့လနဲ့ချီချနိုင်တယ်လေးလာငားလာတမမို့ပိုးတောင်ချနိုင်သေးတယ်ဟဲဒါပေမဲ့ဒီနည်းနဲ့ပဲသူတို့က granite လိုကြောက်မာတွေကိုလိုးတလို့ပုံသွင်းမျက်နှာဖြင့်ချောက်အောင်လုပ်နိုင်ခဲ့ကြတယ်တကယ်ကို စိတ်ရှည်မှုတိကျမှု ဆွဲလုံလာအမခန်ပဲတကယ်ကိုအလောဘကောင်းလိုက်တာအစားနေပြန်ကြီးရဲ့အယက်မျက်နာချိန်တာမြင်းညီတာကြောက်ဖြက်တာတဲတာအမြင့်တင်တာနောက်ဆုံး granite ကိုဖြစ်တာကြီးအစင်းတိုင်းမှာသူတို့ရဲ့ညံ့ပညာနဲ့ engineer ကျွမ်းကျင်မှုကထွေးနေတာပဲအစားမပြောခဲ့သလိုဇင် TV ဗီဒီယိုမှာဒါရီအပြင်တခြားစိတ်မစားစရာအပိုင်းတွေကြားနေရဆိုတော့ဟုတ်ကဲ့ဒီနေ့ပြောခဲ့တာကအဓိကဘယ်လိုဆောက်တယ်လဲဆိုရဟောင်းပါ ဒါပေမဲ့ pyramid တွေမှာဘာကြောင့်စောက်တယ်လဲဆိုရယ် why ဘသူတွေစောက်တယ်လဲဆိုရယ် who ကျော်နေလားလက္ခဏာအလို့သမားလားလူပညောလားပေါဝင်ခဲ့တယ်လဲဆိုရယ်မိကွန်းနေအများကြီးကြံတယ်ဟုတ် လူမှုရေးစီမံခန့်ခွဲမှုပိုင်းတွေပေါ့ဟုတ်ပါတယ်ပြီးတော့အစကပြောတယ်စေယောလေးကကြောက်ပြားနောက်ွယ်မှာဘာတွေ့ခဲ့လဲဆိုရယ်လူဝိချက်ကလည်းရှိတယ်ဒါတွေကနောက်ထပ်ဆက်ပြီးတော့စိတ်ဝင်စားစရာအကြောင်းအရာတွေဖြစ်နေတော့မှာပဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချို့ရရင်တော့လေရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့အင်ဂျင်နီယာပညာ စီမံခန့်ခွဲမှုစွန့်ရည်တွေကတကယ်ကိုအမခံပါပဲတဘာဝတရားကိုနားလည်ပြီးအသွင်ချနိုင်တယ်ရိုးရှင်းတဲ့ကိရိယာနဲ့ကြီးမားတဲ့အလုပ်တွေပြီးမြောက်အောင် လုပ်နိုင်တယ်လူအများကြီးကိုစုစည်းပြီးနေပေါင်းများစွာကြာမဲ့စီမံကိန်းကြီးကိုအောင်မြောင်လုပ်နိုင်ခဲ့တယ်ဟုတ်ပါတယ်ဒါကနီးပညာတကူတဲ့အကြောင်းမဟုတ်ဘူးအဲ့ဒီခေတ်ကလူဖွဲ့စည်းတဲ့စူးစီးညွညွမှုခေါင်းဆောင်မှုပြီးတော့ဘာသာရေးယုံကြည်မှုလို့တွန်းရတယ်လာပါမှာပေါ့ နှစ်20 30လောက်ကြာနေတဲ့အလုပ်ကြီးကိုမျိုးဆက်တစ်ဆက်20လောက်ဆက်တိုက်လုပ်နိုင်ခဲ့တာကသူတို့ရဲ့စိတ်ဓာတ်နဲ့ရည်မှန်ချက်ကိုပြနေတာဒီနေ့ကျွန်မတို့ပြောခဲ့တဲ့အချက်တွေပါပီရမစ်ဆောက်လုပ်မှုရဲ့ဤပညာပိုင်းကိုတော်တော်လေးရှင်းရှင်းလင်းလင်းဖြင့်သွားခြင်းပဲလို့ထင်တယ်ဘာဒါပေမဲ့လေဒီလောက်တက်တဲ့အထောက်ထားတွေရှင်းပြချက်တွေရှိနေတာတော့ပေးမစ်တင်နေပတ်သက်ပြီးလောကဆန်းကျင်မှုလေးတချို့ဆိုလူသားလူတာမှဖြစ်နိုင်မှုဆိုတဲ့အတွေးတွေရှိနေတော့ပဲဆိုတာကလည်းစဉ်းစားရပါပဲเนาะ ဟုတ်ပါတယ်။အဲ့ဒါကလည်းပိရမစ်တွေရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်လေတော့မှာပဲ။နှစ်ပေါင်းထောင်ကြီးကြပါပဲ။လူဒီကိုစိတ်ဝင်စားအောင်အံ့ဩအောင်လုပ်နိုင်နေတော့ပဲ